မင်္ဂလာညချမ်းပါရှင်ခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ18ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျမကတော့ပူပူပါပထမဦးစွာတင်ဆက်ပေးမယ်သတင်းကတော့မူမဲအစီအစဉ်မဲ့ရှောက်လန်းနေကြတဲ့တော်လိုင်းမဟုတ်ဘူးဆိုတာတိတာထင်ရှားတယ်လို့ယာယီသမရထူဟာလာရှိလာပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စတေမလာ16ရက်တွင်ကျင်းပတဲ့မန္တလေးတိုင်းလွှတ်တော်အထူးအစည်းအဝေး3/2025တွင် ယာယီကမရဒူဝါလာရှိလာကမုံမဲ့အစီအစဉ်မဲ့ရှောက်လန်းနေကြတဲ့တော်လိုင်းမဟုတ်ဘူးဆိုတာသိတာထင်ရှားတယ်လို့ပြောကြားလိုက်ပါတယ်။နေဦးတော်လိုင်းရေးမှာလူမျိုးပေါင်းစုံဒေသပေါင်းစုံနဲ့အင်အားစုပေါင်းစုံပါဝင်နေဆိုပေမဲ့ကျွန်တော်တို့ဟာမုံမဲ့အစီအစဉ်မဲ့ရှောက်လန်းနေကြတဲ့တော်လိုင်းမဟုတ်ဘူးဆိုတာသိတာထင်ရှားပါတယ်။ကျွန်တော်တို့မှာပန်းနိုင်လည်းရှိတယ်၊ရီမန်းချက်လည်းရှိတယ်၊ဒါအပြင်တက်တက်မမတ်ပြဋ္ဌာန်းဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်အဆင့်ဆင့်လည်းရှိပါတယ်။တက်ဆိုင်ရာနယ်ပယ်ဒေသလိုက်အစီအမံပြုထားတဲ့မူပေါင်းတွေလည်းရှိထားပြီးဖြစ်ပါတယ်လို့ပြောပါတယ်။ အစည်းအဝေးသို့အမျိုးသားညီညွတ်ရေးအစိုးရယာယီသမရာကြီးဒူဝါလာရှိလာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌနှင့်မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များပြည်တွင်းပြည်ပမှဖိတ်ကြားထားသောဧည့်သည်တော်များနှင့်မန္တလေးဒေသတော်လှန်အင်အားစုများတက်ရောက်ခဲ့ပါရရှင်အခုဆက်လက်ပြီးတော့မန္တလေးတိုင်းလွှတ်တော်အထူးအစည်းအဝေးတွင်မန္တလေးဒေသဂျာကာလာနိုင်ငံရေးစီမံမှုကျအတီးပြုတ်နိုင်မှုပြည်တော်စုဝင်ကြီးချုပ်ဂုံယူဝမ်းမြောက်တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးတွင် မန္တလေးဒေသကြားကာလနိုင်ငံရေးစီမံမှုကြမ်းအတီးပြုနိုင်မှုပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ကအထူးပဲဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါတယ်။မန္တလေးတိုင်းလွှတ်တော်အစည်းအဝေး၃မြင်းဆောင်၂025ကိုစတေမာလာ16ရက်တွင်ကျင်းပခဲ့ပါတယ်။မကြသေးခင်ကမှကျင်းပခဲ့တဲ့မန္တလေးဒေသပြည်သူတော်လှန်ရေးအင်အားစုများပေါင်းစပ်ညီနိုင်မှုစင်ကြံကနေမန္တလေးဒေသကြားကာလနိုင်ငံရေးစီမံမှုကြမ်းကိုပနာမအတီးပြုနိုင်ခဲ့တာဟာ ပါဝင်ကြတဲ့အစုအဖွဲ့တွေအားလုံးရဲ့ကြိုးပမ်းအားထုတ်မှုကြောင့်ပဲဖြစ်ပါတယ်။ဒီမူကျန်းဟာဆောက်ရက်ပေါ်ကသဘောတရားတသက်မဟုတ်ပဲမန္တလေးဒေသကပြည်သူတွေရဲ့ဆန္ဒနဲ့အခက်အခဲတွေကိုအတူရင်းဆိုင်ဖြေရှင်းပြီးကြည်ကြည်လည်လည်ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ရလဒ်အဖြစ်ပေါ်ထွက်လာတဲ့မူကျန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီမူကျန်းကိုမန္တလေးတိုင်းလွှတ်တော်ကနေလွှတ်တော်လုံထုံးလုံနီတွေနဲ့အညီအတီးပြုတ်ပြဋ္ဌာန်းနိုင်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးပြင်ဂုံယူဝမ်းမြောက်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါအပြင်အရင်းနှီးကြီးလို့နဲ့တော်လန်ရေးဖြစ်တာကြောင့်အနာဂတ်တိုင်းပြည်အတွက်အမျက်ကြီးကြီးရဖို့လိုအပ်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်ရှင်။အခုတစ်ခါဆက်လက်ပြီးတော့နိုင်ငံတော်၏အတိုင်းအခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အားချက်ချင်းလွှတ်ပေးရင်းနဲ့အရေးပေါ်စေကူတာခွင့်ရရှိရေးအတွက်စစ်ကော်မရှင်အားဖိအားပေးတိုက်တွန်းရန်ဂျပန်အစိုးရအားစပေးဖို့ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါဦးမယ်။ နိုင်ငံတော်၏တာမင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုတီအားချက်ချင်းလွတ်ပေးရင်းအရေးပေါ်စေကူတာခွင့်ရရှိရေးအတွက်စစ်ကော်မရှင်အားဖိအားပေးတိုက်တွန်းရန်ဂျပန်အစိုးရအားစပေးဖို့ခဲ့ပါတယ်။နိုင်ငံတော်၏တာမင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုတီအားချက်ချင်းလွတ်ပေးရင်းအရေးပေါ်စေကူတာခွင့်ရရှိရေးအတွက်စစ်ကော်မရှင်အားဖိအားပေးတိုက်တွန်းရန်ဂျပန်အစိုးရအားမြန်မာနိုင်ငံသားများမှတောင်းဆိုသည့်စာအားပေးအပ်ခဲ့တယ်လို့စက်တင်ဘာလ16ရက်မှာ NUG Sport Team Japan ကသတင်းထုတ်ပြန်ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလတရက်စစ်အာဏာသိမ်းစင်ခရဲကနိုင်ငံတော်၏တာမင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်အားစစ်အုပ်စုကအကျဉ်းချဖမ်းဆီးထားခြင်းဖြစ်ပါရရှင်။လွတ်လပ်သော CDM နိုင်ငံဝန်တန်းတူအဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီနှင့်တနင်္လာရီတိုင်း CDM နိုင်ငံဝန်တန်းများစီလုံးညီညွတ်မှုကွန်ရက် TCSN တို့တွဲဆောင်ဆွေးနွေးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။တနင်္လာရီတိုင်း CDM နိုင်ငံဝန်တန်းများစီလုံးညီညွတ်မှုကွန်ရက် TCSN ကို စတင်မာလ15ရက်နေ့တွင်စတင်တွဲဆောင်ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါရယ်။ထို့တွဲဆောင်ဆွေးနွေးမှုတွင်ပြည်မြောက်ရေးကော်မတီမှနေ၍ဒုတိယကြိမ်နိုင်ငံလုံးဆိုင်ရာစီတီအန်နိုင်ငံဝန်ထမ်းတူညီလာခံမှတက်ဆင်ပေးအပ်လိုက်သော လုပ်ငန်းတာဝန်များကိုရှင်းလင်းတင်ပြခြင်းနှင့်ဆက်လက်လှုပ်ဆောင်နေသည့်များကိုမျှဝေခြင်းကြုံတွေ့နေရတဲ့အခက်အခဲများကိုဆွေးနွေးခဲ့ပြီးတနင်္လာနေ့တိုင်းစီတီအန်နိုင်ငံဝန်ထမ်းများအားစည်းလုံးညီညွတ်မှုကွန်ရက် TCSN ဗမာနေ၍အောက်ခြေမှစတင်စုဖွဲ့၍ စီဒီအမ်နိုင်ငံဝန်ထမ်းများအားလုံးပါဝင်နိုင်သောစုဖွဲ့မှုအထူးဖြစ်လာနိုင်အောင်တနစ်ကြော်ကြားတိုးပတ်အားထုတ်ခဲ့ရပုံများနှင့်လက်ရှိတနင်္လာရီတိုင်းမှာစီဒီအမ်နိုင်ငံဝန်ထမ်းများပုံမိုပါဝင်လာနိုင်ရေးနှင့်အတူရှေ့ဆက်လှုပ်ဆောင်မီလုပ်ငန်းများကိုရှင်းလင်းတင်ပြခဲ့ပြီးနှစ်ဖက်အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ဒါ့အပြင်လက်ရှိတော်လှန်ရေးအခင်းအကျင်းတွင်တရုတ်နိုင်ငံ၏ဖိအားများအတူရောင်တရားမဝင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန်လုပ်ငန်းစဉ်များနဲ့ဒေါအောင်ဆန်းစုကြည်နေမကောင်းဖြစ်မှုသတင်းများပေါ်ထွက်လာမှုအပေါ်တွင်လူမှုလှုပ်ရှားမှုလုပ်ငန်းများကိုပုံမအားဆိုင်လှုပ်ဆောင်ကြရန်အထူးအလေးပေးဆွေးနွေးခဲ့ကြပြီးနှစ်နာရီကြာတွင် အစည်းအဝေးကိုအောင်မြင်စွာရပ်နာခဲ့တယ်လို့သတင်းရရှိပါရရှိအခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်ဝန်အကြံဖတ်စုစု၏လက်နက်ကြီးဖြင့်ပစ်ကတ်မှုကြောင့်အမျိုးသမီးနှင့်အမျိုးသားစုစုပေါင်း12ဦးသေဆုံးခဲ့ပြီးအသက်18နှစ်အရွယ်မိန်းကလေးတဦးပါဝင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတဝင်းအကြမ်းဖက်ဆဲအုပ်စု၏လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်အမျိုးသမီးနှင့်အမျိုးသားစုစုပေါင်း12ဦးသေဆုံးခဲ့ပြီးအသက်18နှစ်အောက်မိန်းကလေးတဦးပါဝင်တယ်လို့ AAPP ကသတင်းထုတ်ပြန်ပါတယ်။နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးအသင်း AAPP မှကောက်ယူထားတဲ့သတင်းချက်လက်များအရ2025ခုနှစ်စက်တင်ဘာလ1ရက်နေ့မှ16ရက်နေ့အထိနိုင်ငံတဝင်း၌အကြမ်းဖက်ဆဲအုပ်စု၏လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်အမျိုးသမီး9ဦးနှင့်အမျိုးသား9ဦးစုစုပေါင်း12ဦးသေဆုံးခဲ့ပြီးအမည်နှစ်တကွာအတီးပြုတ်နိုင်ခဲ့ပြီး ထို့အရေးအတွက်တွင်အသက်၁၈နှစ်အောင်မင်းကလေးတူပါဝင်ပါတယ်။အဆိုပါတေဆုံးသူများအနက်ကရပြည်နယ်ပဲခူးတိုင်းနဲ့စကိုင်းတိုင်းတို့တွင်၃ဦးစီဖြင့်အများဆုံးတေဆုံးခဲ့ပြီးအဆိုပါကာလအတွင်းလက်နက်ကြီးပစ်ခတ်မှုကြောင့်အတီးပြုတ်ရန်လိုအပ်နေစေတေဆုံးအရက်သား၈ဦး၏စီရင်ကိုလည်းတီးခြားကောက်ယူစုဆောင်ပြီးအတီးပြုတ်နိုင်ရန်ဆောင်ရွက်လျက်ရှိပါသည်စက်တင်ဘာလ၁၇ရက်နေ့တွင် ကရားပြည်နယ်ဒီမော့ဆိုမြို့နယ်အခြေဆိုင်တီအမတ်တရားနှင့်ချီလင်းတက်ရင်နှင့်ဖရူဆိုမြို့နယ်ရှိအမတ်ဆက်လေးတန်းမြင့်စစ်လေးကျင်ရင်တောင်တို့မှလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သောကြောင့်ဒေါ်ပြားကူးကြီးရွာအတွင်းရှိနေတလုံးပေါ်သို့ကြောက်ပောက်ခွဲခဲ့ပြီးစစ်ပေးရှောင်မိသားစုဝင်များဖြစ်ကြတဲ့မိမ9ရက်နဲ့စူးမာတို့3ဦးကိုကြည်စားထိမှန်၍တိတ်ဆုံခဲ့ရပါတယ်ရှင် အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီနစ်ကိုခန်းနှုံးမှပေးပို့ထားတာဖြစ်ပါတယ်ရှင်